ငရဲတဲ့ဆီယာမတူကចောင်းသားဒီရှေ့မှာရပ်ပြီးဒီနေ့သင်ခန်းစာကိုရှင်းပြနေပါတယ်တပင်းနဲ့ចောင်းသားသူဦးကတော့စိတ်ဝင်စားခြင်းမရှိဘဲစားကြည့်စပွဲအောက်ကနေ TV remote နဲ့ဆိုးကစားနေပါတယ်။ပထမတော့ဆီယမကလစ်လျူရှုဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာအကိုလေးလူခေါ်တဲ့တိတ်ဆိတ်ညင်သက်တဲ့ကောင်းလေးတယောက်ဟာအမြဲတတယောက်သေးထစ်နေပြီးနေ့တိုင်းအနိုင်ကျင့်ခင်ရပါတယ်။သူ့ကိုဘယ်သူကမှဂယုမဆိုင်ကြပါဘူး။ဒါပေမဲ့မနက်ခင်းတကူမှာဆီယမအစ်စ်မြတ်မြတ်ရောက်လာပါတယ်။ သူမကသူ့ကိုပြုံးပြခဲ့ပြီးအဲ့ဒီအချိန်ကစလို့သူ့ကဘာကြီးစတင်ပြောင်းလဲခဲ့ပါတယ်။ဒီနေ့မှာတော့အကိုလေးဟာနောက်ဆုံးမှသူ့ကိုအနိုင်ကျင့်နေတဲ့ကောင်းလေးတွေကိုပြန်ပြီးတိုက်ခိုက်ခဲ့ပါတယ်။မြ мян ရောက်လာပြီးရံပွဲကိုရက်တန့်စေကာသူ့ကိုကာကွယ်ပေးခဲ့ပါတယ်။အဲ့ဒီအချိန်ကစလို့သူမဟာဘသူကမှခရီးမဆိုင်တဲ့ကောင်းလေးအတွက်စိတ်မကောင်းဖြစ်လာပါတော့တယ်။အကိုလေးဟာဘသူကမှမဟုတ်ပဲသူ့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံတဲ့ဆီယမမြ мян စီစားတဆောင်ယူခဲ့ပါတယ်။ မြမြဟာတယောက်တည်းမဟုတ်ပါဘူး။သူမကအကြောင်းကိုသူမရဲ့ခမင်းနဲ့အတူရောက်လာပါတယ်။ပထမဦးဆုံးအကြိမ်ဖြစ်အကိုလေးကသူ့လေးစားအားကြပြီးယုံကြည်ခဲ့တဲ့ အမျိုးသမီးဟာလက်ထပ်ပြီးသားထင်နေတာကိုသဘောပေါက်သွားပါတော့တယ်။သူဟာသူမရဲ့ဂျင်နာမှုကို လေးစားအားကြခဲ့ပေမဲ့အခုတော့အချို့သောအရာတွေဟာအဝေးကနေပဲလေးစားအားကြရဖို့သာဖြစ်တယ်ဆိုတာနားလည်သွားပါတော့တယ်။နောက်ထပ်တိလိုတာများရှိပါသလား။ဒီဗီဒီယိုကိုကြည့်ချင်ရင်ဘိုင်ယိုမာလင့်ရှိပါတယ်။